အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အာလူကြိုက်တဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအဲနာပါဒါဘာလို့တာလဲတမီးရဲ့နေနောက်ထပ်အာလူတွေအများကြီးဝယ်လာခဲ့ပြန်ပြီလားဟမ်အမေကျမအမေအတွက်အရန်ကိုကောင်းတဲ့အာလူတွေအများကြီးချက်ပြမယ်ကျမအာလူဟင်အများကြီးချက်တတ်တယ်အမေရဲ့ဟင်းပွဲတွေစားကြည့်ပြီးတော့ရှာလေသွားစီရမယ်လို့အာမခံနေတယ် 哦သမီးရေနင်ငါတို့လေတရက်တရက်အာလူးတွေကျွေးနေနေငါတို့လေအာလူးဖြစ်တော့မယ်ကဲဒါနဲ့သမီးပြောစရာရှိတယ်သမီးအဖေအမေကိုပြောနေတယ်သမီးအဖေရဲ့တငယ်ချင်းတယောက်ကသမီးရဲ့မိင်္ဂလာဆောင်ကိစ္စနဲ့ပတ်သက်ပြီးတော့လာပြောထားတယ်တဲ့ကောင်လေးကတော်တော်လေးကောင်းရှာတယ်ပြောပါတယ်သူရဲ့နာမည်ကမယန့်အတိုင်းဝိုင်းလေးကောင်းတယ်မိသားစုဝင်တွေကလည်းဘာအဖြစ်တခုမှပြောစရာမလိုဘူးဒီတပတ်တနင်္ဂနွေနေ့ကျရင်တော့သူတို့အားလုံးနဲ့လာကြည့်ကြလိမ့်မယ် အဲ့ဒါကြောင့်နင်တို့ရောက်လာတဲ့အခါကြတော့မှပဲအာလူဟင်းပွဲမျိုးစုံတစ်ခါရဲချက်ပြီးတော့ကျွေးလိုက်တော့နော်အမေကလည်းဗာလဲလက်ထပ်ရတော့မှလားတို့တော့ဘက်ကသူတွေကသမီးကိုလာကြည့်ကြမယ်ပေါ့လေကဲထားပါတော့လေအဖေကိုရိုင်းကပြောနေအောင်ဆိုတော့ကောင်းမွန်နေသူပဲဖြစ်မှာပါတို့ရောက်လာတဲ့အခါကျရင်တော့ကောင်းကောင်းအဲ့ခံပေးလိုက်ပါမယ်လက်ထပ်ပြီးပထမအိုးဆုံးမိဖို့ကြောင့်လည်းဝင်ရမယ်နေကြရင်တော့ကျမအာလူဟင်းပွဲတရာလောက်ကိုချက်ပြုတ်ပြီးကျွေးလိုက်အောင်မယ်တို့အားလုံးကျမရဲ့ဟင်းချက်လိုက်ရအောင်ပြောရွှင်သွားစေရမယ်အာမခံရဲ့ ဒီလိုနဲ့တနင်္ဂနွေနေ့မှာသရိုတာဘက်ကသူတွေကကြီးပေါ်အတွက်ရောက်ရှိလာခဲ့ပါတယ်။ကြီးရတဲ့ပြားရတဲ့ဒလိထုံစံတွေပြီးစီးသွားခဲ့တဲ့အခါမှာတော့သရိုတာဘက်ကသူတွေကလည်းစုနေတီးကိုသဘောကျသွားခဲ့ပါတယ်။ ရန်အနေငယ်အတွင်းမှာပဲသူရဲ့မင်္ဂလာဆောင်ကြီးကြဲခန္ဓာစွာနဲ့ကျင်းပခဲ့ကြပါရင်မင်္ဂလာဆောင်အခမ်းအနားပြုစီသွားခဲ့တဲ့အခါမှာတော့အဲဒီအားလုံးကလည်းကိုယ်စီအင်ကိုပြန်သွားခဲ့ကြပါပြီဘယ်လိုဖြစ်တာလဲအမရဲ့ဒီနေ့ပဲအင်ကိုပြန်တော့မလို့လားပြန်တော့မလို့လားဟုတ်တယ်လေပြန်ရမှာပေါ့ပြန်ရမှာပေါ့အရင်တုန်းကခင်းနေအခုခင်းနေတူမမတူတော့တာလက်ထပ်ပြီးရတော့မှအဲဒီကအိမ်မှာအကြာကြီးနေလို့ပဲဖြစ်ပါတော့မလဲငါချွေးမလေးငါ့ကိုဖုန်းဆက်ပြီးတော့ခေါ်နေတယ်လာခဲ့ပါတော့တဲ့အမလေးချွေးမလေးကခဏခဏခေါ်နေရလားကြည်ရတာအမရဲ့ချွေးမလေးအမ ောင်းအရင်မှတန်ရောဆင်ရှိပြီးတော့ချစ်တယ်နဲ့ပြောပါရနော်အမလီမဟုတ်ပါဘူးဟဲ့ဘေးရတာချစ်ရမှာလေအိမ်မှာထမင်းဟင်းချက်ပြောက်တဲ့အလုပ်ကိုငါကိုယ်တိုင်ပဲလုပ်တာဆိုတော့အဲ့ဒါကြောင့်သူကခဏခဏခေါ်နေရဟုတ်ပါပြီဟုတ်ပါပြီဒါဆိုရင်တော့အမောခဏလေးထိုင်ပြီးတော့ကျွန်တော်ဆောင်ပြီးတော့ကျွန်တော်ဆောင်ပြီးထွက်ရမှာဆိုတော့ကျွန်မတစ်ခါလေးအထောက်ချမ်းလေးနည်းနည်းထည့်ပေးလိုက်မယ်နော်ထည့်ပေးလိုက်မယ်နော်ဆိုနေတီးကလည်းအခန်းထဲကလည်းအပြင်ကိုထွက်လာပြီးမိဖို့ကလည်းကိုဝင်လာခဲ့တဲ့ချိန်သူရဲ့ရခမာဖြစ်တဲ့ကမိဖို့ကလည်းမှာဒီခုခုချက်ပြုတ်ဖို့ပြင်ဆင်နေခဲ့ပါတယ်ဒါနဲ့အမေဒါပါလို့နေရလဲအမေ ာလေအမေဘာလို့မလို့လဲဘာလို့မလို့လဲအေးချွေးမလေးနေမလို့ဒီနေ့ပဲပြန်တော့မလို့လေပြန်တော့မလို့လေသူကအခုတခြားတစ်မျိုးတိအောင်မှခီးထွက်ပြီးသွားရမှာဆိုတော့ကြာတော့လမ်းခီးမှာစားတော့ဖို့အတွက်နည်းနည်းထည့်ပေးလိုက်ချင်လို့ဟောအမေရေဟောအမေရေအခုအိမ်မှာကျမကလည်းရောက်နေပြီလေကျမရောက်နေရကုန်ဒီထောက်ရီကိုလှုပ်စီရလားဒီလှုပ်တွေအကုန်လုံးကျမလုပ်လိုက်မယ်နော်အမေတို့လုပ်လိုက်မယ်နော်အမေတို့ဘလုံးဆိုဒီနေ့ပထမအဦးဆုံးကျမမိဖို့ကန်နေဝင်ရမယ်နေမဟုတ်လားအဲဒါကြောင့်အားလုံးစားတော့ဖို့အဆင်ပြေတော့ဒီခုခုလှုပ်ပေးလိုက်မယ်ဒါဆွင့်တွေအကုန်လုံးရော ီကိုပြန်မဲ့အတော်ပါပြောရွှေဝမ်းတော်တော်စေရမယ်။အေးပါချွေးမော်လေးအတတ်ရှိပါစေအတတ်ရှိပါစေအတတ်ရှိပါစေ။ ။ငါအမရဲ့ချွေးမလေးကတော့ချွေးမလေးကတော့ချက်ခမဖြစ်သူကိုတော့မခီးထွက်တာကောင်းကောင်းနဲ့ခွင့်ပေးဖို့လေခွင့်ပေးဖို့လေ။ခမင်းချက်ဖို့အတွက်အမြန်ဆုံးအင်ကိုပြန်လာပါဆိုပြီးတော့အပူနဲ့စာလုံးနဲ့ငါရဲ့ချွေးမလေးကိုကြည့်ပါဦး။ဘယ်တော့တောင်မှတောလိုက်တယ်။ငါဘာအလုံးမမတော့ခိုင်းပဲသူကိုယ်တိုင်လုပ်မယ်ဆိုပြီးတော့ပြောနေပြီ။ဒါနဲ့ချွေးမလေးရဲ့နေပြီးပထမဦးဆုံးနှင်းချက်ရမှာဆိုတော့မဟုတ်ချိုးတစ်ခုခုလုပ်ဖို့အတွက်မမေ့နဲ့နော်။မမေ့နဲ့။ပြောဆိုပြီးနောက်မှာတော့ချက်ခမဖြစ်သူကလည်းမိဖို့ကန်နေကန်နေထွက်ခွာသွားပါလိမ့်။ချွေးမလေးစနေသေးကတော့မိဖို့ကန်နေမှာသူပထမဦးဆုံးပါချက်ရင်ကောင်းမလဲ စဉ်းစားနေခဲ့ပါတယ်။ဒီနောက်မှာတော့သူမရမကိုကြိုက်တဲ့အာလူတွေကိုမိဖို့ခံနေမှာလိုက်ရှာနေခဲ့ပါတယ်။ဒီနောက်သူမပထမသူမပထမဆောင်စားတော့တွေကိုချက်ပြုတ်ရင်းစင်ဖို့အတွက်စတင်လိုက်ပါတယ်။သူမအရင်ဆုံးအာလူတွေကိုပြောင်းနေအောင်ဈေးပြောင်းနေအောင်ပြုတ်ထားခဲ့ပါတယ်။ပြီးသွားတဲ့အခါမှာအာလူကိုတတိချချတော့လိုက်ပါတော့တယ်။အဲ့ဒါနဲ့အတူတူသူမကချိုးပွဲအနေနဲ့အာလူဟလဝါကိုလည်းလုပ်ပေးခဲ့ပါသေးတယ်။သူမထမင်းဟင်းတွေအားလုံးချက်ပြုတ်လို့ပြီးစီသွားခဲ့တဲ့အခါမှာစားဖို့အတွက်ပြင်ဆင်ပေးပါတယ်။ချိန်ခဏကြာသွားခဲ့တဲ့အခါမှာတော့ ဲ့အခါမှာတော့ဒါဘာတွေလှုပ်ထားတာလဲချွေးမလေးရဲ့ချွေးမလေးရဲ့နင်လှုပ်ထားတဲ့ဟလဝါပုံစံလေးကလည်းထူးဆန်းလိုက်တာနော်ထူးဆန်းလိုက်တာဒီလိုဟလဝါမျိုးကိုဟလဝါမျိုးကိုဘယ်တော့ကားမှမမြင်ဘူးမမြင်ဘူးဘူးအဖေရေအရင်ဆုံးစားကြည့်လိုက်ပါအောင်ရှင်စားကြည့်လိုက်ပါအောင်ရှင်အဖေအရှမ်းကိုသဘောကျသွားလိမ့်မယ်ဒီလောက်သွားလိမ့်မယ်ဒီနောက်မှာတော့မိသားစုဝင်အကုန်လုံးကလည်းဒါရီကိုဘယ်လိုစားရမှန်းမသိရတဲ့တယောက်မျက်နှာတယောက်ကြည့်နေကြတာပေါ့ကြည့်နေကြတာပေါ့ဒီနောက်ချွေးမလေးစိတ်ချမ်းတာပေါ့တော့ပထမဦးဆုံးပထမစားခဲ့ကြပါလိမ့်အမလေးငါချွေးမလေးအရင်တော်တာပဲဒီလှုပ်ထားတဲ့သမိုင်းလေးတွေကတကယ်အရင်စားကောင်းပြီးရတာရှိတယ်ဟုတ်တယ်နော်အမေ တယ်နော်အမေအလူတုပ်လေးကတကယ်စားကောင်းလေထင်းအောင်မထင်းထားဘူးဒီလောက်ထိကောင်းလိမ့်မယ်ဆိုတော့ကောင်းလိမ့်မယ်ဆိုတော့တရမတော့တရမတော့ဒီရဲ့ရောင်မလေးအခန်းလေးဝင်လာပါတယ်ရောင်မကြီးကျွန်မဒီနေ့တက်တော်နေပလာတာအရင်စားချင်နေအိမ်မှာမစားတာတော်လေးကိုကြာနေပြီအဲ့ဒါကြောင့်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဒီနေ့တက်တော်နေပလာတာလေးကျွန်မတို့လုပ်ပေးလို့ရမလားအမေကိုကျွန်မအမြဲတမ်းပြောပါတယ်ကျွန်မတို့တက်တော်နေပလာတာလေးလုပ်ပေးပါဆိုပြီးတော့အမေကတော့မလုပ်ပေးဘူးတက်တော်နေလှီလို့ရှိရင်လည်းအရင်နန်းနေကျွန်မစားဖို့အတွက်ဒီနေ့အဲ့ဒါလေးလုပ်ပေးလို့ရမလား ရမလားအိမ်မှာကျတော့နေပလာဂျာလုံးလို့လာဒါဆိုလို့ရှင်တော့ဒါလည်းစားချင်တယ်သူမမိဖို့ကန်နေဝင်သွားခဲ့ပြီးရင်တော့မတော့စဉ်းစားနေခဲ့ပါရဲ့ကျတော့နေဈေးနေအာလူဈေးဘယ်လောက်ကွာလဲဆိုတော့ကိုယ်တို့မသိကြဘူးလားကျတော့နေဒီလောက်တော့ဈေးကြီးနေချိန်မှာတော့ကျတော့နေပလာဂျာကိုစားချင်ကြသေးတယ်တနည်းလေးမှအရှက်မရှိကြတဲ့တွေ့ပဲဒီနောက်မှာတော့ဆိုနေဒီကလည်းကျတော့နေတစ်လုံးပဲသုံးပြီးနောက်မှာတော့အာလူတွေရောချစ်ပြီးအာလူကျတော့နေပလာဂျာလုံးလိုက်ပါရဲ့ဒီနောက်မှာတော့အာလုံးစားဖို့တော့လုံးမပေးလိုက်တဲ့အခါမှာတော့ဒါဘလို့ဖြစ်တာလဲ င်းချင်းမလေးနေဒီနေ့ချက်တော်ညီပလာကြလုံးမှာဆိုချက်တော်ညီအနှံ့ရောအရသာရောတိတ်ပြီးတော့မရအောင်နော်အော်လူပလာကြနဲ့ပူပလာကြနဲ့ပူပြီးတော့ကျူနေဟုတ်တယ်ချွေးမလေးရဲ့ချွေးမလေးရဲ့ချက်တော်ညီကပါရောင်းမပါဘူးနည်းနည်းလေးပဲပါတယ်လို့မျိုးခံစားရတယ်ခါလို့ရကြီးပဲတကယ်တော့အမေကျွန်မအဖေအတွက်စဉ်းစားပေးပြီးတော့အခုလိုမျိုးလုပ်ခဲ့ရပါရောင်းမလေးကပြောတယ်လေရောင်းမလေးကပြောတယ်လေချက်တော်ညီခေါ်ရောင်းမမခေါ်ဘူးတိတယ်မလီဘူးဆိုချက်တော်ညီအနှံ့ကိုလည်းမတိုက်ဘူးဆိုပြီးတော့သူကပြောတယ်တကယ်လို့အမေအနေချက်တော်ညီကိုအမေထီအောင်မထီချင်တာစားလိုက်မယ်ဆိုရင်တော့ဆိုးသွားဘူး ဘူးလားကျွန်မယောက်ျားလေးအဲ့ဒီအနာအသက်တွေနဲ့ရုံးကိုသွားတဲ့အခါကျရင်အားလုံးကပ်ပလို့ထင်ကြမယ်ရုံးမှာရှိတဲ့သူရဲ့လောက်ခေါ်ခိုင်းပဲတွေအားလုံးသူနဲ့ဝေးရောက်ကိုတွေ့ပြီးကောင်ကြတော့မှာပေါ့ပြေးကောင်ကြတော့မှာပေါ့ဖေခိုရိုင်းလေးဆိုင်ကိုသွားရမယ်မလားဆိုင်ကိုသွားပြီးဝဲသူတွေနဲ့စကားပြောဆိုတဲ့အခါကျရင်ဖေအတွက်လည်းခက်ခဲရည်များကြီးဖြစ်သွားနိုင်တယ်ကျွန်မမိသားစုတွေကလည်းတော့စဉ်းစားပြီးတော့ခုလိုမျိုးလုပ်ခဲ့ရပါဆိုနေတိပြောနေတဲ့စကားတွေကတော်လေးကိုထူးဆန်းတော့ပါတယ်ထူးဆန်းတော့ပါတယ်နားမလည်နိုင်တဲ့စကားတွေပါပဲဒါပေမဲ့အားလုံးကလည်းဘာတစ်ခုမှပြောမနေတော့ပဲပါစပ်ပေးပြီး ော့ဒါဘလာကြောင်ရီကိုစားခဲ့ကြပါရီမန္တကယ်မှာတော့ဒါကစားပဲရှိပါသေးတို့အိမ်မှာနေ့စဉ်နေ့တိုင်းအာလူနဲ့ပတ်သက်တာတစ်ခုမဟုတ်တစ်ခုလောက်ပါရီတစ်ခုလောက်ပါရီတရမှာတော့မရမှာတော့သူရတကယ်ချင်းတွေကိုအိမ်ကိုခေါ်လာပြီးညစာပြီးကြွေးခဲ့ပါရီအဲဒါနဲ့ဘယ်လိုလဲဆိုနေတည်းရဲ့ဘာတွေလောက်ထားလဲဘာတွေလောက်ထားလဲငါမင်းကိုဒံပေါင်းချခိုင်းထားတာကိုတော့မင်းမှတ်မိရမဟုတ်လားရှင်ဘောင်းကအရင်ကြီးစိတ်ပူနေပါနဲ့ရှင်ကျမဘာလောက်ထားလဲဆိုတာကိုကြည့်လိုက်ကိုကြည့်လိုက်ကျမဒံပေါင်းပဲလောက်ထားတယ်ဒီနောက်မှာတော့ဆိုနေတည်းကလည်းအလူမီနီယံစက်ကိုဖယ်လိုက်တဲ့အခါ ်မှာတော့အခါမှာတော့တံပေါင်းအနှမ်းကြောင့်တအိမ်လုံးမွေးကြိုင်သွားခဲ့ပါလိမ့်မယ်။မွေးလိုက်တာအနှမ်းလေးကမွေးကြိုင်လေးနဲ့ဆန်းသွားတာပဲ။အနှမ်းတော်မှာတလောက်ချင်းမွေးနေမယ်ဆိုရင်တော့အရာတော့ဘလောက်ကြောင့်မကောင်းလိုက်မယ်။မြန်လောက်ပါအမြန်လောက်ပါအမြန်လောက်ပါဆုံးပဲတံပေါင်းတွေကိုချပေးပါဦး။ဆနီတိကအားလုံးစားဖို့အတွက်တံပေါင်းအထည်ပေးလိုက်ပါရစေ။ဒီအချိန်မှာတံပေါင်းထဲမှာရှိနေတာကတော့အလုံးအလုံးအကြီးအကြီးပဲဖြစ်ပါလိမ့်မယ်။ဒါဘလို့ဖြစ်တာလဲ။တံပေါင်းထဲမှာအားလုံးတွေပါလား။အားလုံးတွေပါလား။အားလုံးတံပေါင်းလား။အားလုံးတံပေါင်းလား။ဟောတားလေးရဲ့မှားပြီးတော့ထည့်မိသွားတာလားမသိပါဘူး။ကျွန်တော်တို့အမေ ရဲ့ရှောက်ပြောမနေပါနဲ့ဒါရီပါလုံးရှောင်းမတပင်တတ်တတ်တော့ထားပဲဖြစ်ရမယ်ကဲဒုက္ခပါပဲဒါပါရီကိုလှုပ်ထားရတာလေကြည့်ရတာမရက်နေမှာတော့ငါတို့ကညစာမကျွေးချင်မှုနဲ့ကြွားပါလေတပင်တတ်တတ်အာလူးချံပေါက်လှုပ်ပြီးတော့ငါတို့ကိုရှောက်ခွဲတာလားပထမတည်းကငါတို့ကညစာဖြစ်မကျွေးချင်ဘူးဆိုလို့ရှင်လည်းမခေါ်လို့ရတာပဲလေခေါ်လို့ရတာပဲခုလိုလှုပ်စီရပါလို့လေမရက်ရက်တကယ်ချင်းတွေကဒေါ်သာလျားထွက်သွားတဲ့အတွက်ကြောင့်မလို့ဘာမှမဆောင်တော့ဘဲနဲ့ထွက်ပါသွားကြပါလိမ့်စနေတီကတော့သူရဲ့လှုပ်ရက်တွေကိုဒီမှာရန်နာခြင်းရှိသေးပါဘူးနောက်နေ င်းမှာလည်းနောက်နေ့မှာလက်စာအနေနဲ့အားလုံးစားတော့ဖို့အတွက်အားလုံးပလဂျာရီထပ်လုပ်ပေးခဲ့ပြန်ပါတယ်။ဒါတွေကိုစားပြီးတော့ရဲ့အခါမှာတော့ချက်ခမဖြစ်တော့ကလည်းပြောခဲ့ပါတယ်။ကောင်းတယ်ချွေးမလေးရဲ့လင်းလောက်ထားတဲ့အားလုံးနဲ့ပတ်သက်တဲ့မှုတွေအားလုံးစားလို့ရှမ်းကောင်းတယ်။ဟုတ်တယ်ရောင်းမလေးတကယ်စားကောင်းပြီးတော့အရသာရှိတယ်။ကျမတို့လည်းရမ်းကြိုက်တယ်။ချွေးမလေးကတော့အရင်ကဝမ်းသာပြရွှင်သွားခဲ့ရပါဘို့။ဒါနဲ့အားလုံးရဲ့အားလေးညနေကြလို့ရှင်တော့အားလုံးထပ်ပြီးတော့တစ်ခုခုလှုပ်ထားလိုက်နော်။အားလုံးနဲ့ပတ်သက်တဲ့ဟင်းတွေကိုဆွဲတော့နေအရင်ကိုကြိုက်တယ်မလား။အားလုံးရဲ့မလား။အားလုံးရဲ့ မလေးကလည်းအားအားသိနေကြပါရဲ့အားလုံးကတော့ဘာဖြစ်လို့အားလုံးကခေါ်နေကြတာလဲပေါ့ဘယ်လိုဖြစ်တာလဲရှင်အားလုံးကဖြစ်လို့ကျွန်တော်အားလုံးအားလုံးဆိုပြီးတော့ခေါ်နေကြတာလေကျွန်တော်အခုဆိုလို့ရှင်တော့အလောက်တောင်မှဝါနေပြီလားယင်အမလေးကျမတို့တွေပဲကပါအောင်မလဲရောင်းပါရဲ့ရက်ကွက်ထင်မှရှိတဲ့သူတွေကောလုံးကလည်းရောင်းမလို့ဆိုလို့ရှင်တော့အားလုံးလိုပဲခေါ်ကြတာဟုတ်တယ်မနေ့ကဆိုလို့ရှင်တော့ရက်ကွက်ထင်မှဟင်းသီးဟင်းရွာလိုက်ပြီးဆက်ရောင်းနေကုန်းစိမ့်တယ်ကုန်းစိမ့်တယ်သူနဲ့တွေ့တဲ့အချိန်တုန်းကသူကငါအားလုံးမရောင်းနိုင်တော့ဘူးဆိုပြီးတော့တခါတည်းပြောလိုက်တယ်သူကတော့အားလုံးကိုင်းကိုပဲရောင်းမယ် ဲ့ရက်ကွက်ထဲကသူတွေကလည်းလျှောက်ဆိုလို့ရှိရင်ရဟန်းကိုကြောက်နေကြတယ်။နင်ဒီအိမ်မှာရှိနေတဲ့ညာကာလာပတ်လုံးကအာလုံးဝယ်လို့ရမှာမဟုတ်တော့ဘူး။နင်တယောက်တည်းရှိတဲ့အာလုံးတွေအာလုံးကိုဝယ်နေရတယ်။ဆက်ကမဖြစ်တော့ကတော့သူ့ချိန်မလေးကိုအာလုံးကိုခေါ်လိုက်တာနဲ့စိတ်ဆိုးပြီးအာလုံးကိုမချတော့ဘူးလို့ထင်မှတ်ခဲ့ပါရီ။ဒါပေမဲ့ချိန်မလေးကတော့ကောင်းမှလုံးပါတယ်ဘယ်တော့မှပြောင်းလဲမယ်မထင်တော့ပါဘူး။ဒါကိုအရင်စိတ်ပြတ်နေတဲ့ရက်ကမဖြစ်တော့ကမိဖို့ကန်ထဲမှာရှိတဲ့အာလုံးတွေအကုန်လုံးကိုဖျောက်ပြစ်လိုက်ပါရီ။ဒီချိန်မှာတော့မှသူ့မှာလုံးဝရနာလိုအပ်ခြင်းမရှိပါဘူး။ ိနေချင်းတွေစီကိုသွားပြီးနောက်မှာတော့အာလူတွေကိုဒီမှာချင်းငါယူခဲ့ပါတယ်။ကြောက်တွေ့ခဲ့ရတယ်။ရောက်မှဖြစ်တယ်လေဒေါသအရှမ်းထွားသွားခဲ့ပါပြီ။တော်ပါတော့ချွေးမလေးကငါနဲ့မပြောဘဲနဲ့နားလည်မလားဆိုပြီးတော့ထင်လို့ကြည့်နေခဲ့ရ။နေရတဖြည်းဖြည်းနဲ့ပုံစိုးလာနေတယ်ပုံစိုးလာနေတယ်။တခြားအလုပ်တွေကိုမလုပ်ချင်လို့တမင်တတ်အခုလိုလုပ်နေရမဟုတ်ဘူးလား။ငါတို့ကိုတမင်တတ်များကြမ်းစီနေရလား။အာလူတွေအလောက်ကြီးချွေးပြီးတော့ငါတို့တပ်ပြစ်ချင်တာလား။နေချက်ပြုတ်ထားတဲ့တမင်ဟိတွေကိုစားနေတယ်ငါတို့အရှမ်းကိုညီးမှုပြင်းသွားတဲ့အခါကျရင်ဒီကိုတမင်ဟိမချက်ခိုင်းတော့ဘူးလို့ထင်နေရမလား။ ထင်နေရမလားတကယ်တော့အမေကျွန်တော်အထင်လွဲနေရပါဘာကျွန်တော်အထင်လွဲနေရပါကျွန်တော်အဖေကပတ်စံမရကြီးမရှာနိုင်ဘူးလေမရှာနိုင်ဘူးလေပြီးတော့ပတ်စံရှာတော့ဆိုလို့အိမ်မှာအဖေတယောက်ပဲရှိတာတယောက်ပဲရှိတာတနေ့သူတွေအကုန်လုံးကထိုင်စားနေကြတာထိုင်စားနေကြတာဒီတော့ကဆိုလို့ရှိရင်တော့ကျွန်မပဲဈေးသွားခဲ့တာဈေးသွားခဲ့တာတနေ့ဟင်းဒီဟင်းရတွေကအရန်ကိုဈေးများလာတာကြောင့်ကျွန်မလည်းအာလူကိုပဲပုံစံမျိုးစုံချက်ပြောက်ခဲ့ရပေါ့အဲ့ဒီအချင်းတွေကဒီအချင်းမပြောက်ဘူးလို့ပြောရမယ်အော်ဆွနေတီးရဲ့ဒါအရင်တုန်းကကိစ္စလေခုဆိုရင်တော့ပတ်စံကောင်းကောင်းရှာနိုင်တယ်လေပြီးတော့အဖေရဲ့ဈေးသွားရေးအချင်းတွေကလည်းအရန်ကောင်းတယ်အရန်ကောင်း ောင်းတယ်။ဘာဖြစ်လို့များအလောက်တော်မှာကက်စီကောင်းနေရတာလဲ။တခြားဟင်းလေးပါလေးလေးပြောင်းချက်အောင်လေးလေးပြောင်းချက်အောင်။အရင်ကစပြီဆိုရင်ဒီကလည်းနားလဲသွားခဲ့တဲ့အတွက်ကြောင့်မို့လို့အလို့ကိုရှော့ပြီးတောင်းခဲ့ပါရည်။ဒါကြောင့်ဒီကောင်မအင်ကာတူတွေအကုန်လုံးကလည်းဝမ်းတောင်းကြလဲဝမ်းကြပါတော့ရည်။ နောက်ထပ်တင်ဆက်ပေးသောပုံပြင်လေးကတော့အတောင်းညိုရေရောင်မဆိုးရေပုံပြင်ပဲဖြစ်ပါတယ်။လှလိုက်တာရှင်လှလိုက်တဲ့နဆွဲလေးနက်ဖြန်ကြရင်တော့လိုက်ဖက်တဲ့စာရီနဲ့ဒီနဆွဲလေးတွေကိုကျမဝင့်မယ်တီလားဟုတ်ပါပြီဟုတ်ပါပြီဒီနဆွဲတွေကအရန်ကိုလှတယ်ဆိုပေမဲ့နောက်မိမထက်ကြောင်ပုံမလှဘူးနော်ဒီလိုနဲ့နောက်နေမနောက်မနေတော့ကဲခါမရေမိုးချက်ဝင်စားလေးပြီးအမေလေးချက်ဖို့အတွက်မိဖို့ခံနေဝင်သွားခဲ့ပါတယ်ခဏနေတော့သူရဲ့ရောင်မဖြစ်တော့ကလည်းရောက်ရှိလာပါတော့တယ်ဒီသွားတဲ့အခါမှာတမဝစ်စင်ထားတဲ့နဆွဲလေးတွေကိုတွေးလိုက် ားတဲ့အခါမှာတော့ okay okay ပါတယ်။ရောင်မကြီးရောင်မဝတ်ထားတဲ့နဆွဲလေးတွေကတော်တော်လေးကိုလှတာပဲရှင်။တော်တော်လေးကိုလှတာပဲရှင်။ဘယ်တော့ကဝယ်လိုက်တာလဲ။ဘယ်တော့ကဝယ်လိုက်တာလဲ။အော်ဒီနဆွဲတွေလား။အော်ဒီနဆွဲတွေ။နေရောင်ကပဲ။နေရောင်ကတော့ dress ဆိုပြီးတော့ဝယ်လာခဲ့ပြီးတဲ့နဆွဲတွေပေါ့။နဆွဲတွေပေါ့။လှတယ်မလား။လှတယ်တော်တော်လေးကိုလှတယ်လို့ထင်တယ်။လှတယ်လို့ထင်တယ်။ဟုတ်တယ်လှတယ်လှတယ်ရှင်။လှတယ်လှတယ်ရှင်။ကျမလည်းဒီလိုနဆွဲလေးတွေကိုလိုက်ရှာနေတာတော်တော်လေးကိုကြားနေပြီလား။ဒါပေမဲ့ကျမဘယ်မှမဝယ်လို့ဘုံမရခဲ့ပါဘူး။မရခဲ့ပါဘူး။ဒါနဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ဒီနဆွဲလေးတွေကျမပေးလို့ရမလား။ပေးလို့ရမလား။ရောင်မကတော့နောက်တစ်ခုအသေး နောက်တစ်ခုထွက်လိုက်ပေါ့ထွက်လိုက်ပေါ့ကျမကိုပေးပါကျမကိုပေးပါကျမဒီနေ့ကြောင်းသွားလို့ရှိရင်တော့ဒီနှစွဲလေးတွေဝယ်သွားလိုက်ချင်တယ်ဝယ်သွားလိုက်ချင်တယ်တော့တော့သူရောင်းမလေးကိုမနှိမ်ပေးနိုင်တဲ့အဆုံးမှာတော့နှစွဲတွေကိုချုပ်ပြီးပေးလိုက်ပါတယ်ဒီလိုနဲ့ပဲရန်နေနေပုံဆောင်သွားခဲ့ပါတယ်သွားခဲ့ပါတယ်အိမ်မကြခင်မှာတော့ဒါနဲ့အော်တော့ဒါနဲ့အော်ရဲ့မင်္ဂလာနှစ်ပတ်လည်လေးကိုရောက်ရှိလာခဲ့ပါတယ်ကဲဒါနဲ့ချိန်မလေးမင်္ဂလာနှစ်ပတ်လည်လေးအတွက်ကွန်ပျူတာကွန်ပျူတာတက်လုံးပျော်ရွှင်ဝါသွားနေနေထိုင်နိုင်ကြပါစေကဲကဲလာလေးသွားကြမယ်လာလေးသွားကြမယ်မှာပဲရက်နေကြတော့မှာလာကြ တော်တို့အပြင်ကိုလည်းသွားကြအောင်ကြပါဘောအပြင်ထွက်ပြီးတော့ဂိတ်မုတ်လေးပါလေးလေးပြီးပါအောင်အားလုံးကိုဒီပုံစံအတိုင်းပဲမဆောက်ခိုင်းထားနေလေအေးအေးဟုတ်တယ်ဟုတ်တယ်သွားကြမယ်ဒါလေးမိမရဲ့သွားကြတော့ဘောဒီလိုနဲ့နှစ်ယောက်သွားတော့လေနှစ်ယောက်သွားရဲ့မင်္ဂလာနေပါလေဒီအထိန်မှန်လေးနဲ့ဂိတ်မုတ်ခွဲခဲ့ကြပါလိမ့်ဒါသားကလည်းတယောက်ကြားလည်းတယောက်လက်ဆောင်ပေးလိုက်ပါလိမ့်လှလိုက်တဲ့နာရီလေးပဲငါရမ်းသဘောကျတယ်ဒီလားဒီနာရီကိုငါလိုချင်နေခဲ့တာတတော်လေးကိုကြားနေတယ်မင်းငါ့အကြောင်းကိုကောင်းကောင်းသိတယ်ငါဘာလို့ချင်လဲဘာလို့အဲ့နေလဲထားရီအားလုံးကိုမင်းရမ်းပဲသိနေခဲ့ရနော် ခဲ့တယ်။ဒါနဲ့ငါလည်းမင်းအတွက်ဒီခုခုယူလာခဲ့ပြီးရရှိရသည်။ရောက်ဒီမာမင်းအတွက်ဒီမာမင်းအတွက်ကြည့်ပါအောင်ရှင်။စာရီလေးကတော်လေးကိုလှပါတာပဲ။ကျမတဘောကြတယ်။ကြရောက်ချွေးမလေး။ကြရောက်ချွေးမလေး။ငါနေကိုလှဆောင်ပေးရလက်ကောက်တွေပဲ။ဒါလေးကိုတေးသေးချာထိန်းသိမ်းထားတော့ချွေးမလေး။ဟုတ်ကဲ့ပါမေ။ဟုတ်ကဲ့ပါ။ကျမတော်ကိုတေးသေးချာဝတ်ပါမယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်တော့။ဒီလက်ကောက်လေးတွေကတကယ်အရင်ကလှတာပဲ။ကျမအခုဝတ်ထားတဲ့စာရီနဲ့တောင်မှတော်လေးကိုလိုက်ဖတ်လို့နေရတော့။ညနေသူ့ရောင်မလေးကအခုဆိုလို့ရှင်တော့။စာရီနဲ့ なりねー。ダーリ လက်ကောက်တွေကိုသဘောကျနေတဲ့သွားကြည့်ပြန်ပါလိမ့်တကယ်လှတယ်တကယ်လှတယ်စာရီကလည်းတော်တော်လေးဟုတ်တယ်အမေပေးထားတယ်လက်ကောက်တွေကလည်းတော်တော်လေးဟုတ်တယ်တော်တော်လေးဟုတ်နေရပဲကိစ္စမရှိပါဘူးလေနောက်ထပ်ရရနေရဆိုတာနဲ့ဒီစာရီနဲ့လက်ကောက်တွေကလက်ကောက်စီကိုရောက်လာအောင်ငါရှူပြမယ်ဒီလိုနဲ့နောက်ထပ်ရနေတဲ့ချိန်တော့ဒီခါမှတော့ဒါနဲ့ရောင်းမရဒါနဲ့ရောင်းမရအမေလက်ဆောင်ပေးထားတယ်လက်ကောက်တွေလေလက်ကောက်တွေအဲ့ဒီလက်ကောက်တွေရဲ့ပြီးတော့ခွန်လေးရတော့ကောခွန်လေးရလက်ဆောင်ပေးထားတဲ့စာရီရဲ့အဲ့တော့ဒီကိုကျမလုံချင်လို့တကယ်တော့ကျမရဲ့ကျောင်းမှာပွဲတစ်ခုရှိနေရလေအဲ့ဒါကြ ောင်းအဲ့ဒီပွဲမှာကျွန်မဒါရီကိုဝက်သွားခြင်းလို့ပါအနာစီကောင်းနေတာတော့တော့အခုချိန်ထိအဲ့ဒီဝက်စားတွေကိုတစ်ခါလေးရောက်မှမဝေးချရသေးပါဘူးသူလည်းစိတ်ပြတ်ဝနေစွာနေပဲဘာမှပြောနိုင်ပဲပြည့်စာဒီနဲ့လကောက်တွေကိုယူပြီးတော့ပေးလိုက်ရပါတယ်ညနေပဲရက်တွေကိုဆောင်းနေခဲ့ပါတယ်ညမှာတော့ရာတာကလည်းတည့်ရမီပါအိမ်မှာလေးရက်လောက်နေဖို့အတွက်ထောက်ခွာသွားခဲ့ပါတယ်ဒီမှာအိမ်ကိုပြန်လာနေတဲ့အချိန်မှာ တမီးတမီးအင်ကိုပြန်တော့မှဆိုတော့ပြန်တော့မှတမီးတမီးအတွက်လက်ဆောင်တွေပြင်ဆင်ထားပေးတယ်။ဒီထဲကတမီးပါကြိုက်လေကြိုက်တာကိုတမီးရှူသွားလိုက်နော်။ကျန်တဲ့အစားတွေကတော့ရပါတယ်။အမီးဆိုင်ပိုင်းရှင်ကိုပြန်ပေးလိုက်မယ်။တမီးပါကြိုက်တတ်မယ်မသိဘူးလေ။တမီးတစ်ခါတည်းပဲယူလာခင်လိုက်တာပြန်ပေးမယ်ဆိုပြီးပြောထားတယ်။ဒီထဲမှာရှိတဲ့အဝတ်အစားကြိုက်တာနှစ်ထည်ကိုရွှေပြီးတော့ရှူထားလိုက်ပါနော်။ကျွန်တော်တွေကတော့အမီးတော့ပြန်ပေးရမယ်။ဒါနဲ့တမီးအခုမနဲ့ရောင်းမအတွက်အဝတ်အစားတွေကိုတော့အမီးရွှေပြီးတော့ထည့်ထားပြီးတော့ပြီးသွားပြီးသားလား။ဟုတ်လားအမီးရဲ့။ဟုတ်လား။ဟုတ်တာပေါ့ဒါဆိုလို့ရှင်တော့ ာဆိုလို့ရှင်တော့အမေရွေးထားတာတွေကတကယ်သားလိမ့်မယ်လို့ကျမယုံကြည်ပြီးသားပါကျမယုံကြည်ပြီးသားပါဒါနဲ့လေအမေဒီညောင်နဲ့ဒီညောင်ဒီနှစ်ခုကိုကျမအရန်ကြိုက်တယ်ကျမအရန်ကြိုက်တယ်ကိုပဲထည့်ပေးလိုက်ပါတော့နော်ထည့်ပေးလိုက်ပါတော့ကျမယုံမယ်ကိုကျမယုံမယ်ကဲဒါသားရေတွားကြမယ်ဒါသားရေတွားကြမယ်တော့မှတတော်လေးကိုနောက်ကြနေပြီတော်လေးကိုနောက်ကြနေပြီဒါဆိုရင်တော့အမေသမီးတွားရတော့မယ်သမီးတွားရတော့မယ်နော်ပြန်တော့မယ်နော်အေးပါသမီးလေးရေအေးပါအေးပါကောင်းပါပြီကောင်းပါပြီဒီကိုခဏခဏလာနေပါနော်လာခဲ့ပါတော့ဒါသားကလည်းသူ့အမေကိုနောက်ဆက်ပြီးနောက်မှာတော့သူ့အမေထည့်ပေးလိုက်တယ်လက်ဆောင်ပြည့်စုံပြီးယူပြီးရခမအိမ်ကိုပြန်လာခဲ့လိုက်ပါတော့အိမ်ကိုပြန်လာရောက်ရှိလ ာခဲ့တဲ့အခါမှာတော့ချွေးမလေးရေးနေပြန်လာတာအရင်ကောင်းတယ်အင်းအင်းကနေထွက်သွားတဲ့နေရာစပြီးနေရာနေမလေးကတော့ပြောဖို့မပြောတော့ဘူးတည်ရလောက်တော့ဘူးတည်ရလောက်အင်းက၆ကန်းနေရာပဲ၆ကန်းနေရာပဲကောင်းတယ်သားလေးရေးကောင်းတယ်နေမိမကိုနေပြန်ခေါ်လာလိုက်ကြပါရှင်လာလိုက်ကြကောင်းတယ်ကောင်းတယ်ချွေးမလေးချွေးမလေးကနေသွားတော့ကကြတော့အဲ့တဲလေးတစ်လုံးပဲကင်ပြီးတော့ထွက်သွားတာပါထွက်သွားတာပါဘလို့ဖြစ်လို့ပြန်လာတဲ့အခါကျတော့မအိတ်ကနေအကြီးမဟုတ်လေနေမိဘအင်းကနေပြီးတော့ဘာတွေအပြည့်ထည့်ပြီးတော့ပြန်လာခဲ့ရလေပြောစမ်းပါလေပြောစမ်းပါဟုတ်တယ်ကျမအိတ်ပြောင်းလိုက်တာ ောင်းအိပ်ပြောင်းလိုက်တာပါအမေကလက်ဆောင်ပစ္စည်းတွေထည့်ပေးလိုက်တဲ့အဝတ်စားတွေရဲ့ထောပတ်ရဲ့ပြီးတော့တခြားမုတ်အဆို့တွေအချောင်းချမ်းတွေလည်းအများကြီးပဲထည့်ပေးလိုက်တယ်အမေနဲ့ရောင်မလေးနဲ့ရောင်မတော့ဆိုပြီးတော့လက်ဆောင်တွေပါတယ်အမေရဲ့အဝတ်စားတွေလေးအဝတ်စားတွေလေးခဏလေးတော့ခဏလေးကျွန်မအခုချက်ချင်းပြပေးမယ်ကျွန်မအမေထည့်ပေးလိုက်တဲ့လက်ဆောင်တွေခဏနေတော့သူရောင်မလေးကလည်းရောက်ရှိလာခဲ့ပါတယ်ဒီနောက်မှာတော့ဒါသားကလည်းသူ့ဝင်လက်ဆောင်ထည့်ပေးလိုက်တဲ့အဝတ်စားတွေကိုထုတ်ပြီးအားလုံးကိုပြသပေးလိုက်ပါတယ်ကဲရော့ရောင်မလေးရေဒီမှာငားမေကိုယ်တိုင်ရေးပြီးတော့ထည့်ပေးလိုက်တဲ့ ထည့်ပေးလိုက်တော့အင်းကြီးတဲ့နှားတယ်မလားနည်းနည်းရမ်းလိုက်တယ်ဒီလားရမ်းလိုက်တယ်ဒီလားလှပါတယ်ကျမကြိုက်တယ်ကျမကြိုက်တယ်ကြိုက်တယ်ဒါနဲ့ရောင်းမရေကျမဒီတစ်ထည့်ထဟိုဘက်ကတစ်ထည့်ကိုပို့ပြီးတော့တဘောကြလို့အဲ့ဒါကြောင့်ဒီတစ်ထည့်နဲ့လဲလို့ရလားရင်လဲလို့ရလားတစ်ထည့်ကိုတော့ကျမတိတ်ပြီးမကြိုက်ဘူးကျမတိတ်ပြီးမကြိုက်ဘူးသမီးရေဒါဘလို့ဖြစ်တာလဲသမီးရေသမီးတော့မဟုတ်ဘူးလေအဲ့ဒီဝိဇ္ဇာကသမီးရောင်းမအတွက်ဆိုပြီးတော့သူ့အိမ်ကထည့်ပေးလိုက်ကြောင်ဟုတ်တယ်လေအမေရလေဘာဖြစ်လို့လဲဒီရောင်းလေကျမနဲ့တိတ်လို့ကျမနဲ့ခန်းစားရလို့ပါခန်းစားရလို့ပါအနီရောင်းဆိုတော့ကျမနဲ့ပို့လိုက်တယ်ကျမကအသားညိုတာဆိုတော့ကျမ ားနဲ့ပို့ပြီးတော့လှနေမှာလေပြီးတော့ကျမစီမှာဒီအယောင်ဝက်စားကလည်းမရှိဘူးအစ်တအစမ်းလေးဖြစ်သွားစေချင်လို့ကျမယူထားလိုက်မယ်နော်နေရလေလေနေပြစီကိုပဲနေကြည့်စမ်းပါဖြစ်လို့တခြားသူတွေရဲ့ပစ္စည်းတွေကိုလိုက်ကြည့်ပြီးတော့မျက်စိကျနေရတယ်တမီးဒါကောင်းတဲ့အချက်မဟုတ်ဘူးလေတခြားသူမှမဟုတ်တာမီးရဲ့တခြားသူဆိုရင်တော့တမီးကအခုလိုလဲပါမလားဒါကတမီးရဲ့ရောင်းပါပဲဒီတော့ဆိုရင်အချိန်ချင်းအလောက်ကတော့လှုပ်လို့ရပါတယ်တမီးကိုယ်တိုင်ဒီဝက်စားကိုရမ်းကြိုက်နေတယ်ဘာလို့ရမှာလဲဘာလို့ရမှာလဲဘယ်လိုလဲရောင်းမရဟုတ်တယ်ကျမကိုလဲပြမလားရောင်းမရ ောင်မှဘာမှမဖြစ်ဘူးအမေရပဲလျှောက်ပြောနေဟုတ်တယ်ဟုတ်တယ်အမေရပါတယ်ရှင်ထားပေးလိုက်ပါထားပေးလိုက်ပါသဘောကျတယ်ဆိုလို့ရှင်တော့သူ့ကိုတပေးထားလိုက်လေကျမအဆင်ပြေပါတယ်ဒီလိုနဲ့ဒီလိုနဲ့ သူရောင်မစီကဝန်စာကိုသူရောင်လို့လဲယူပြလိုက်ပါတယ်သူကြိုက်တဲ့ဝန်စာတစ်ထည့်ကိုတော့သူရောင်မကိုပေးလိုက်ပါတယ်နားစရာကောင်းတဲ့ဒါသာကတော့သူမလို့ချင်တဲ့အယောင်ချင်းကိုထပ်ပြီးရယူခဲ့ရပြန်ကြဖို့ဒီလိုနဲ့ပဲအချိန်တွေကတော့တစ်ဖြည်းဖြည်းကောင်းဆုံးလာပါတယ်နောက်မှတော့ဒါသာရဲ့မလေးကလည်းလက်ထပ်လိုက်ပါပြီအခုဆိုရင်တော့အိမ်မနာတဲ့ရောင်မတယောက်ဖြစ်တဲ့ရောင်မအငယ်လေးကလည်းရောက်ရှိလာပါတော့တယ်လက်ထပ်ပြီးရန်နေငယ်ကြာမြင့်သွားခဲ့အခါမှာတော့အခါမှာတော့ကဲလျှော့မိမရဲ့ဒီမိမရဲ့အရန်ကိုကြိုက်တဲ့မိရဲ့ခြေချင်းလေးငါကို ုင်းမင်းအတွက်ဆိုပြီးတော့ဝယ်လာခဲ့ပြီးတော့အရင်တုန်းကတော့ကိုမင်းကိုလက်ဆောင်လေးများကြီးပေးခဲ့ပူရယ်နော်လက်ထပ်ပြီးရယ်နော်ဒါကိုမင်းကိုပထမဦးဆောင်ပေးရလက်ဆောင်တစ်ခုပဲလက်ဆောင်တစ်ခုပဲဒါဆိုရင်တော့ကျေးဇူးများကြီးတင်ပါတယ်ရှင်ဒါနဲ့ရှင်ပေးရလက်ဆောင်ကိုကျွန်မတော်လေးသဘောကျပြီးတော့နှစ်သက်တယ်ဒီလားရှင်းအောင်လာတာပဲကျွန်မအခုပဲဒီခြေချင်းလေးကိုဝေ့ကြည့်လိုက်မယ်နော်ဝေ့ကြည့်လိုက်ပါရှင်ကျွန်မအရောက်ကြိုက်တာပဲဒီချိန်မှာသူ့ရောင်မအတင်လေးဝေ့ထားတဲ့ခြေချင်းလေးကိုရောင်မဖြစ်သူကရောင်မဖြစ်သူကိုမျက်စိကြားသွားခဲ့ပြီးလိုချင်လာပါတယ်လိုချင်လာပါတယ်ဒါကြောင့်အခန်းထဲကိုချက်ချင်းဝင်သွားပြီးတော့ပြောလိုက်ပါတယ်ရောင်မရ ောင်မရဲ့ဒီခြေချင်းလေးကျွန်မပေးပါလားရှင်ကျွန်မအရန်ကိုကြိုက်တယ်ဒါနဲ့ရောင်မနောက်တစ်ခုလိုချင်တယ်ဆိုလို့ရှင်တော့ကိုကိုပြောပြီးတော့နောက်တစ်ခုထပ်မလိုက်လေကိုကရောင်မအတော်နောက်တစ်ခုဝယ်လာခက်ပေးပါလိမ့်မယ်ပေးပါလိမ့်မယ်ပေးလို့မရဘူးပေးလို့မရဘူးဒီခြေချင်းကသူငေါ့ကိုလက်ထပ်ပြီးရောင်မထပ်မအောင်ဆောင်ပေးတဲ့လက်ဆောင်ပေးကိုကိုတိုင်းလည်းငေါ့ကိုအဲ့လိုမျိုးပြောသွားခဲ့တယ်အဲဒါကြောင့်ဒီခြေချင်းကိုတော့ငါပဲယူထားလိုက်မယ်ဘယ်သူ့ကိုမှမပေးနိုင်ဘူးကိုကိုမှမပေးနိုင်ဘူးအော်ရောင်မရဲ့ဘယ်လိုဖြစ်ရလဲဘယ်လိုဖြစ်ရလဲကျမကဒီရင်ကတခုဒီတော့တမိနော်ပြီးတော့အမရဲ့ရောင်မလေးဆို တော့ရှင်လာမှာဘူးလေကျမပထမဦးဆုံးအကြိမ်တစ်ခုလေးတောင်းတော့ကိုအလောက်တောင်မှကျမပြန်ပြီးပြောနေရတာပြောနေရတာဒါတော့မဖြစ်သင့်ပါဘူးမဖြစ်သင့်ပါဘူးတန်းနိုင်တဲ့အဆုံးမှာတော့ရှောင်းမအငယ်လေးကလည်းသူအရာကိုကြိုက်တဲ့ချက်ချင်းလေးကိုပေးလိုက်ရပါတော့တယ်သူမအခုလိုမျိုးပေးပြီးသွားတဲ့အခါမှာတော့တော်တော်လေးစိတ်ပြေဝမ်းနေသွားခဲ့ပါတယ်နောက်ထပ်ရအနေငယ်ကြမ်းပြေသွားခဲ့တဲ့အခါမှာတော့ရှောင်းမအငယ်လေးကလည်း online shopping လုပ်နေခဲ့ပါတယ်သူမအတွက်ပစ္စည်းတွေအများကြီးကိုလည်း online ပေါ်ကနေမှရှုခဲ့ပါတယ်ပစ္စည်းတွေရောက်ရှိလာခဲ့တဲ့အခါမှာပစ္စည်းတဝက်ကြော်လောက် င်ကိုတော့သူရဲ့ရောင်မလေးကပဲယူသွားခဲ့ပြန်ပါတယ်။ဒါပါလို့တာလဲရောင်မလို့တာလဲရောင်မမင်္ဂလာဆောင်တဲ့အချိန်တုန်းကလည်း shopping အများကြီးထွက်ခဲ့တယ်။ဝယ်စားတွေအများကြီးဝယ်ခဲ့တာပဲလေဟုတ်တယ်မလား။အဲဒါကြောင့်အခုဝယ်ထားတဲ့ပစ္စည်းတွေကိုတော့ကျွန်မပဲယူသွားလိုက်တော့မယ်နော်။အဲဒါကြောင့်ဒီအချိန်မှာရောင်မလေးကမစားတွေအားလုံးကိုယူသွားပါတယ်။ဒီအချိန်ရောင်မအငယ်လေးကစိတ်ထဲကနေတွင်းနေခဲ့ပါပြီ။သူကတော့ငါပိုင်းတော့အားလုံးကိုလိုချင်နေရပဲဒီပုံစံတိုင်းဆိုလို့ရှင်တော့မဖြစ်သေးဘူး။သူရဲ့အကျင့်တွေကိုမပြောင်းဘူးဆိုလို့ရှိရင်သူငါ့ရဲ့ပိုင်းသမီးအားလုံးကိုယူသွားလိမ့်မယ်။ဒါကြောင့်သူကလည်းစ စဉ်တစ်ခုလေးဆွဲခဲ့ပါတယ်။သူကဈေးကိုသွားပြီးနောက်မှာတော့လိုအပ်တဲ့ပစ္စည်းတွေဝယ်လာခင်လိုက်ပါတယ်။မိကပ်ပစ္စည်းတွေတောင်ခနဲ့တွေနဲ့ဝယ်စားရပေါ့။ယနေ့ကရောင်းမဖြစ်တော့ကျောင်းကနေပြန်လာခဲ့တဲ့ခါမှာတော့သူ့ရောင်းမအငယ်လေးရောင်းမနေပါရှိတယ်။မိကပ်ပစ္စည်းတွေနဲ့တောင်ခနဲ့ကိုယူသွားလိုက်ပါတယ်။ဒီမှာဂျော်ရီအလုံးကိုဝယ်ဆင်ပြီးနောက်မှာတော့ငွေချင်းဖြစ်သူရဲ့ဝင်းနစ်ပါတီပွဲတစ်ခုကိုသွားတက်နေခဲ့ပြန်ပါတယ်။ဒါပေမဲ့ရောင်းမငယ်လေးကတော့ကျန်စီထားခဲ့ပြီးသားပါ။သူကဆိုလိုက်တဲ့နှကန်တီမှာနှကန်တီမှာဥစ္စာတခုရောထည့်ထားခဲ့တဲ့ ွားနှစ်ခန်းကြီးထူပိန်လာပါတယ်ကိုစာရီကလည်းအရှင်အားကိုရှားရံပြီးကိုတခုလုံးရှားနေခဲ့ပါပြီသူမရဲ့တောက်ဖနက်ကလည်းကောင်းနေကောင်းနေနဲ့ဂျိုးပဲထွက်သွားပါတယ်လော်ဖြစ်တာလေလော်ဖြစ်တာလေအကုန်လုံးကိုအဟောင်းပြက်စည်းတွေကနေဝဲလာခဲ့ရတာအဲ့ဒါကြောင့်ပြက်စည်းကုန်တာပေါ့ဟုတ်တယ် ဟုတ်တယ်နှာခမ်းကိုဘာလို့ထားလဲစိတ်ထုတ်ထားလားကြောက်စရာကြီးထုတ်ပိနေရပဲထုတ်ပိနေရပဲဟုတ်တာမဟုတ်ပါဘူးဒါဘာဖြစ်တာလဲဘာဖြစ်နေရလဲဘာဖြစ်နေရလဲဒီမှာလေဒီကောလုံးရှာရလုံးလေးရဲ့အတွက်ကြောင့်မို့လို့အိမ်သားတွေကမှန်မှားတော့ကြည့်လိုက်တဲ့အခါမှာဒီမှာရောက်ပြန်စင်ပြဖြစ်နေခဲ့ပါပြီဒီမှာဆရာဝန်ရှိအမြန်ဆောင်သွားပြီးစိတ်သွေးရှုခဲ့ရပါတယ်ဒါရီအားလုံးကိုသူရောက်မှနေလေကသူ့ကိုပညာပြခြင်းလို့လုပ်တယ်ဆိုတော့ကိုလေဒီမှာသိရှိသွားခဲ့ပါတယ်အရင်ညစာပြီးဒီမှာလေသင်ခန်းစာကောင်းကောင်းရှာသွားခဲ့ပါတော့တယ်ဘယ်သူပစ္စည်းကိုမှဒီမှာမတုံးဆွဲတော့ပါဘူးဒီချိန်မှာသူရောက်မှအကြည့်ရောနေရောလုံးလေးပြော ်ရွှေအေဂျင်စွာလေးထိုင်နိုင်သွားခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်